ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် DPG ရဲမှာတော့ထိုင်းနိုင်ငံကဘရင်တပားအကြောင်းကိုပြောပြချင်ပါတယ်သူ့အကြောင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း250ကျော်1969ခုနှစ်ကိုပြန်သွားပြီးတော့မှကြည့်ကြရအောင်ပါအဲ့ဒီတုန်းကအရှိတောင်အာရှမှာရွှေရောင်ဝင်းလက်နေတဲ့အယုတ်တရားဆိုတဲ့မြို့တော်ရှိပါတယ်ဒါပေမဲ့အဲ့ဒီမြို့တော်ကတညာတည်းနဲ့ပြပုံအတိတ် ဖြစ်သွားတာပေါ့နော်ဒီမြို့တော်ကအဲ့ဒီတုန်းကဆိုရင်ရှစ်တောင်အရှာမှာအခမ်းအနားဆုံးနဲ့အကြီးကျယ်ဆုံးမြို့တော်လို့ပြောပါတယ်။ဘာဖြစ်လို့ပြမုံအတီဖြစ်သွားတာလဲဆိုတော့ကျွန်တော်တို့အကုန်လုံးဒါတိပါတယ်။အဲကုန်းမောင်ရုတ်တရက်စစ်ပွဲ ဖြစ်ပွားပြီးတော့အဲရုတ်တရက်အတိုင်းပြည်တစ်ခုလုံးပျက်စီးခဲ့ရတာပါ။အဲ့ဒီခါမှာဒီမြို့ပြတ်ထဲမှာဘယင်လည်းမရှိဘူးစစ်တပ်လည်းမရှိတော့ဘူး။မျောလင်းချက်တွေလည်းမရှိတော့ဘူးပေါ့။အလုံး ဆုံးရှုံးနေတယ်ဆိုတဲ့အခြေအနေတစ်ခုပါဒါပေမဲ့အဲ့ဒီလူမျိုးပြပုံကြားကနေမှထိုင်းနိုင်ငံကိုမှအဲပြန်ပြီးတော့မှကဲတင်ခဲ့တဲ့သူရဲကောင်းတယောက်ဒါပေါ်လာခဲ့ပါတယ်သူ့ကိုထိုင်းသမိုင်းမှာဒါမဟာရာဇာလို့လည်းခေါ်ကြပါတယ်မဟာရာဇာဘရင်တက်စင်မှာသူကဒီမြန်မာပြည်ကျန်ခဲ့တဲ့အဲထိုင်းနိုင်ငံပေါ့နော်မြန်မာပြည်ခြံရစ်ထားခဲ့တဲ့ဒီထိုင်းနိုင်ငံကိုမှ ြန်လည်ပြီးတော့မှစူးစီးခဲ့ပါတယ်။ဘာကြောင့်မလို့လဲဆိုရင်မြန်မာတွေထိုင်းနိုင်ငံတွေကနေထွက်သွားတဲ့အချိန်မှာထိုင်းနိုင်ငံကအပိုင်း၅ပိုင်းအနေနဲ့ကွဲနေခဲ့ပါတယ်။ပြီးတော့သူ့ကိုမြန်မာတွေရဲ့လက်အောက်ကနေလွတ်မြောက်အောင်ကြိုးပမ်းခဲ့တယ်လို့ဆိုပြီးတော့ပြောကြပါတယ်။ဒီအချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တယောက်တည်းရဲ့မြင်ရတော့ဒါကအဲလုံးဝလက်မခံပါဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူကမြန်မာတွေကိုတွင်းနဲ့ချွင်းနဲ့ရင်ပြီးတော့မှအဲထိုင်းနိုင်ငံတွေကနေပြန်ပြီးတော့မှတိုက်ထုတ်ခဲ့တာမဟုတ်ပါဘူး။ ဲ့ဒီကာလမှာမြန်မာတွေကမန်ချူးနေတိုက်ပွဲဖြစ်ပါပြီသူတို့ဘရင်ဖြစ်တဲ့ဆင်ပြူရှင်မင်းကယူရီးယားမှာရှိတဲ့တက်တွေကိုနှုတ်ပြီးတော့မှတရုတ်တွေနဲ့ဖြစ်နေတဲ့ဒီပွဲကိုရှင်းဆိုင်မှုရအတွက်ဒီတက်တွေကိုပို့ခဲ့ရပါတယ်ဒီမှာမြန်မာတွေမရှိတော့တဲ့ယူရီးယားပြည်မှာမှသူကပြန်ပြီးတော့မှစုယုံခဲ့တဲ့သဘောပါတိုက်ပွဲအချင်းမြန်မာတွေကို ဒီပေါ်ပြန်ပြီးတော့မှယူရီးယားပြည်တွေကနေတိုက်ထုတ်ဖို့ရအတွက်တိုက်ပွဲအချီမှဖြစ်ခဲ့တယ်ဆိုတော့မရှိပါဘူးတိုက်ပွဲအသေးစားလေးတွေပဲရှိခဲ့တာပါဒါပေမဲ့ဘလို့ပဲပျော်ပျော်သူစီမှာတော့ဒီဘရင်တက်စင်ကအအတိမတ်ပြုခံရလောက်အောင်ဟိုအဂျာစဝင်မှာတွင်ခဲ့ပါတယ်ဒါပေမဲ့ယာစဝင်ဆိုတာလည်းခက်ခဲကြမ်းတမ်းနေပေါ့နော်ဘယ်သူမှအထင်မှတ်မထားတာတွေလည်းဖြစ်ခဲ့ပါတယ် ဒီတိုင်းပြည်ကိုကယ်ခဲ့တဲ့ဘရင်ရဲ့ညီကုံချုပ်ကတော့သူ့ရဲ့စစ်သူကြီးကိုတိုင်ပေါ့နော်ဒီစစ်သူကြီးကသူ့ရဲ့တငယ်ချင်းအရင်ခေါက်ခေါက်လည်းဖြစ်ပါတယ်သူ့ရဲ့စစ်သူကြီးကိုတိုင်ကဒီဘရင်ကိုကွပ်မြက်အဲခဲ့ပါတယ်ပြီးတော့သူ့ရဲ့မျိုးဆက်တွေကလည်းထိုင်းနိုင်ငံကိုအုပ်စိုးခွင့်မရခဲ့ဘူးပေါ့နော်ဒါသူ့ကိုအယုံကြည်အားဆုံးအချစ်ဆုံးအဲယုံကြည်အားဆုံးစစ်သူကြီးပေါ့ချစ်ဆုံးတငယ်ချင်းကနေမှသူ့ကိုတစ္ဆာဖောက်ပြီးတော့ဒီလိုမျိုးလုပ်ပစ်ခဲ့တာပါ ဒီလိုမျိုးသူ့ကိုကွက်မြတ်ပြီးတော့အာနာကိုယူခဲ့တဲ့အဲတငယ်ချင်းကဒီနေ့ထီတောင်းထိုင်းနိုင်ငံကိုအုပ်စိုးနေတဲ့ချက်ကဒီမင်းဆက်ကိုတီထောင်ခဲ့တဲ့ရာမဝမ်ဆိုတဲ့အဲဘယင်ပါပဲအဲကြတော့အဲ့ဒီအဖြစ်အပျက်တွေကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာ ပြောပြမှာပါယုဒိယလုံထိုင်းနိုင်ငံရဲ့အတိရဲ့သွေးစွန်းနေတဲ့မျက်နှာစာကိုကျွန်တော်တို့ကြည့်ကြည့်ကြအောင်ပါ1969ခုနှစ်ရဲ့ AB လ9ရက်နေ့က ထိုင်းနိုင်ငံရဲ့တမိုင်းမှာမိလို့မရတဲ့နေလို့ပြောပါတယ်ဒီနှစ်ပေါင်း400လောက်တည်တန်းခဲ့တဲ့ရုတ်တရာမြို့တော်နဲ့ထိုင်းနိုင်ငံကမြန်မာတပ်တွေရဲ့ဝင်းရံပိတ်ဆို့တာကိုမခံနိုင်တော့ပဲနဲ့အဲ့ဒီနေ့မှာဒါကြဆုံးခဲ့ပါတယ်ဒါမျိုးမျိုးတွေလည်းပြိုကျတယ်နန်းတော်တွေလည်းမီးလောင်တယ်ရင်းဝီရနာတွေလည်းလူရခံရတယ်ဘောနော်ထိုင်းလူမျိုးတွေအတွက်ဒါကဘာပြက်တယ်လို့ခံစားရပြီဘာလို့လို့ဘာကံရမှမသိဖြစ်နေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီမျိုးမကြဆုံးရင်나ยีဘိုင်းလောက်တုန်းက လူတွေတတိမထားမိလိုက်တဲ့ဖြစ်ရတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့အဲ့ဒီမြို့ထဲမှာ ရှိတဲ့စစ်သူကြီးတယောက်။ကျွန်တော်တို့ဒီနေ့ပြောမယ့်ဗီဒီယိုရဲ့အဓိကဆက်ဆံပရာတက်လို့ခေါ်တဲ့စစ်သူကြီးကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ဒါကဘာလဲဆို သူကမြို့ကမကြခင်မှာအာကြတော့မယ်ဘွတော့တခြားမူးမတ်တီလူသားလက်မှန်ချနေမယ်ဆိုရင်တော့သူ့အတွက်တေလန်းမယ်ရှိတော့တယ်ဒါနဲ့သူနဲ့သူ့ရဲ့တက်စုကမြမတက်တွေကို ဖောက်ထွက်ခဲ့ကြပါတယ်အဲသူတို့တပ်သား900လောက်နဲ့ဖောက်ထွက်နိုင်ခဲ့တယ်လို့ပြောပါတယ်အဲဒီနောက်မှာတော့ဒီရုပ်တရားမျိုးလေကြာချုံသွားခဲ့တာပေါ့နော်အဲ့ဒီတော့ကသူကလူမျိုးထွက်ပြေးသွားလို့ဖောက်ပြီးတော့မှထွက်ပြေးသွားလို့သူ့ကိုစစ်ပြေးလို့လည်းပြောကြတယ်ပေါ့။အင်းဒါပေမဲ့နောက်ပိုင်းတမိုင်းမှာတော့ဒါကမဟာဗျူဟာမြောက်စုခွာဒါလို့ချူဆလာကြပါတယ်။သူကဘယ်ထိအောင်မှပြေးသွားလဲဆိုဒီအယုဒ္ဓယာနဲ့ဝေးတဲ့နေရာပေါ့ထိုင်းနိုင်ငံရဲ့အရှိတောင်ဘက်ကန်ယူရန်ဖြစ်တဲ့ ခြံသားပူရီထီအောင်သူစုတ်ခွာသွားတယ်။အဲ့ခြံသားပူရီကိုရောက်တဲ့အခါမှာသူဒီတိုင်းအေးအေးဆေးဆေးတော့နေတာမဟုတ်ဘူးပေါ့။သူဆိုသူ့မှာရှင်မတ်ချက်ရှိတယ်။သူကဘာလဲဆိုရင်ဒါထိုင်းနိုင်ငံကိုပြန်ပြီးတော့မှထူထောင်မယ်ဆိုတဲ့ရှင်မတ်ချက်ပါ။ပြီးတော့သူကအယုတ်သွေးပါပါတယ်။အဲ့ခါကျတော့အဲ့ခစ်ကာလာထိုင်းနိုင်ငံမှာအဓိကကုံသွေးနေတဲ့တရုတ်ကုံတွေတွေကသူ့ကိုထောက်ခံတယ်ဘုနော်သူ့အဖေကတရုတ်လူမျိုးဆက်ပါတယ်ပြီးတော့သူ့အမေဆိုရင်လည်း ဒါမိုလူမျိုးဆက်တယ်လို့ပြောပါတယ်ကျတော့သူတို့သူဒီသူကိုယ်တိုင်လဲဒါစစ်သူကြီးဖြစ်တယ်ဒီဂုံလည်းရှိတယ်ပြီးတဲ့အခါကျတော့သူတို့သူ့ကိုထောက်စီးပွားရေးရာထောက်ခံပေးမယ်အတိုင်းဝိုင်းလည်းရှိတယ်ပေါ့ပြီးတော့သူ့မှာအကြောင်းပြချက်လည်းရှိနေတယ်နိုင်ငံကိုပြန်တည်ထောင်မယ်ဆိုတဲ့အကြောင်းပြချက်ပေါ့ဒီအကြောင်းအရာ၃ခုပုံနေတာအကြောင်းမလို့သူ့ကိုမှလူတွေကအဲထောက်ပံ့ညတယ်ဘောနော်ဒီလိုနဲ့ပဲသူကစာနဲ့ရိတ်ခါတွေစုဆောင်းနေလူဝင်အားတွေဖြည့်တယ် လက်နက်တွေကိုပြန်ပြီးတော့မှတက်ဆင်ပါတယ်ဒါပြပုံဖြစ်သွားတဲ့နိုင်ငံကိုပြန်ကယ်တင်မယ်ဆိုပြီးသူဒါအားမွေးနေတဲ့အချိန်ပေါ့နော်ကံကြမာကသူ့ကိုဒါမျက်နှာသာပေးခဲ့အချိန်ချင်းပေးခဲ့ပါတယ်သူဘယင်ဖြစ်လာဖို့အတွက်ပေါ့နော်ဒီထဲကပထမဆုံးတစ်ခုကတော့ကျွန်တော်ဗီဒီယိုစမှာပြောခဲ့တယ်လို့ပါပဲမြန်မာလေးအဲ့ဒီကာလမှာမန်ချူးတွေနဲ့ဒါရင်ဆိုင်ပြီးတော့မှ တိုက်နေရပါပြီဂျိုရီးယားမှာရှိတဲ့တက်တော်တော်များများကိုနှုတ်ပြီးတော့မှအဲဘမောဘက်ကူဒါ ပို့လိုက်ရပါတယ်ဒီမှာဆိုရင်တက်ဆင်ကအဲ့ဒါကိုမှအခွင့်ကောင်းယူပြီးတော့သူ့ရဲ့ရေတက်ပေါ့နော်အဓိကအပြင်ရေတက်သူဥဆောင်ပြီးတော့ကြောက်ဖရားမြစ်အတိုင်းလာတယ်လာပြီးတော့မှပထမဆုံးဒီတွန်ပူရီလို့ခေါ်တဲ့နေရာမှာဒီမြမာတွေစောင့်ထားခဲ့တဲ့တပ်မှုနဲ့တွေ့ပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်သူအလင့်ငိုက်တိုက်ပြီးတော့မှဒါကိုနိုင်ခဲ့တယ်လို့ပြောပါတယ် သူတို့မှတ်တမ်းရတော့ဒီသူတို့အနိုင်ရခဲ့တဲ့မြန်မာတမူရဲ့နာမည်ကစူကီးလို့ခေါ်တယ်လို့ပြောပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒါစူကီးဆိုတော့မြန်မာနာမည်တော့မဟုတ်ပါဘူးသူတို့ဘက်ကပေးထားတဲ့နာမည်ပါအဲ့ဒီနောက်သူဒါရုတ်တရက်မျိုးဟောင်းကိုဆက်သွားတယ်ဘုံတော့မျိုးဟောင်းမှာလည်းဒါမြန်မာတွေအများကြီးမရှိပါဘူးဒီလိုနဲ့ပဲသူမျိုးဟောင်းကိုပြန်ရတယ်ခုနှစ်လဆိုတဲ့အချိန်တော့တွင်မှာသူရုတ်တရက်မျိုးကိုပြန်လဲတိမ့်ပိုက်ပြီးတော့မှဒါတိုင်းပြည်ကလွတ်မြောက်သွားပြီလို့သူအဲ့ဒီအချိန်မှာသူကြေညာခဲ့တာပါ အဲမဲ့ तू ကအကျုပ်တရားမှာဘယင်လှုပ်ဖို့သူ့ရဲ့အဲစိတ်ကူးရှိပါတယ်။ဒါပေမဲ့မြို့ကိုကြည့်လိုက်တဲ့အခါမှာမြို့ကတော်တော်ကိုမကိုပျက်စီးနေပါပြီ။အဲဒါမီးလောင်တန်ရာအကြောင်းပျက်စီးတယ်ဘောနောပြန်ပြင်မယ်ဆိုရင်တော့မအချိန်နဲ့ငွေကြီးတယ်အများကြီးကုန်မယ်လို့ဟိုဒါမှတ်တမ်းတင်ခဲ့ပါတယ်။ဒီထက်ပိုပြီးတော့မှအရေးကြီးတဲ့ကိစ္စပေါ့နော်အချိန်နဲ့ငွေတွေကိုရင်တော့မှမြို့ကိုပြန်ဆောက်လို့ရပါတယ်။အရေးကြီးတဲ့ကိစ္စကဘာလဲဆိုရင်မြန်မာတွေကရုပ်တရားကို အချင်းချင်းခါခါတိုက်ခိုက်ဖို့ပါတယ်ဒါကြောင့်မလို့ရုတ်တရက်ကိုတိုက်ခိုက်မယ်ဆိုရင်ဘယ်လမ်းကလာရမယ်ဆိုတာသိတယ်ဘယ်လိုသွားရမယ်ဆိုတာသိတယ်မြို့ကိုဘယ်လိုဝန်းရံပြီးတော့မှတိုက်ခိုက်ရမလဲဆိုတာကိုမှမြန်မာတွေကကျွန်းကျွန်းချင်းချင်းကိုတိပါတယ်။ဒါကြောင့်မလို့သူတို့ကမြန်မာတွေနဲ့ဝေးတဲ့နေရာကိုပြောင်းပြီးတော့မှထိနန်းစိုက်ဖို့ရတယ်သူစဉ်းစားခဲ့တာပေါ့နော်။အဲ့နဲ့ရုတ်တရက်ကိုဖုန်ပြီးတော့ပင်လယ်ထွက်ပေါက်နဲ့ဤတဲ့နေရာကုံသွေးကြီးလို့ပို့လဲပို့ပြီးလွယ်တဲ့နေရာခန့်စစ်လဲလို့ပို့ကောင်းတဲ့နေရာပေါ့နော်။ တုံဘူးဒီလို့ခေါ်တဲ့ဒီကြောက်ဖျားမြင့်အနောက်ဘက်ကမ်းမှာသူမြို့တော်အစ်ကိုဟိုထူထောင်ပါတယ်1968ခုနှစ်ရဲ့နောက်ပိုင်းမှာဗောနော်ဒီဇင်ဘာလထဲမှာဒီစစ်သူကြီးဖရာတက်ကသူ့ကိုသူဘင်းတက်စင်ဆိုပြီးဗိတ်သိက်ခံပါတယ်ပြီးတော့တုံဘူးဒီမင်းဆက်ကိုစပြီးတော့မှာထူထောင်လိုက်ပါတယ်ဒါကပြပုံကြားထဲကနေပြန်ပြီးတော့မှာရှင်တန်ထမြောက်လာတယ်ထိုင်းနိုင်ငံရဲ့ပထမဆုံးခြေလှမ်းလို့ပြောလို့ရပါတယ် ဒါပေမဲ့အဲ့ဒီကာလထိုင်းနိုင်ငံမှာသူတယောက်တည်းရှိတာလားဆိုတော့မဟုတ်ပါဘူးဘင်းအဲလို့အမိခံထားတဲ့လူ9ယောက်တောင်မှရှိနေပါတယ်သူ့အပြင်တခြား4ယောက်လည်းရှိနေပါတယ်ထိုင်းနိုင်ငံကအတူချုံပြောရမယ်ဆိုရင်တော့ဒါ9ဘိုင်းကွဲနေတာပေါ့နော်တီချောင်းကိုမပြောခင်မှာကျွန်တော်သူ့နဲ့ဒီယာမတစ်ဘရင်ဖြစ်လာမယ်စစ်သူကြီးရဲ့ဂျားတဲ့ကဒါဇလန်းကိုပြောပြချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဗီဒီယိုမှာဆိုရင်သူတို့2ယောက်ကဒါအဓိကအ ဆက်ဆောင်မှာပေါ့နော်သူရဲ့အောင်မြင်မှုတွေပေါ့နော်စစ်သူကြီးဘဝကနေမှအခုလိုမျိုးတုံမူရီထီနန်းကိုထူထောင်နိုင်တဲ့ဘရင်ဖြစ်လာတဲ့လန်ခီတခြားမှာသူ့ကိုထောက်ပံ့ငဲ့တဲ့လူတွေအများကြီးရှိပါတယ်အထောက်ပံ့ကောင်းလို့ပဲသူဒီလိုမျိုးအောင်နိုင်ခဲ့တာ ပေါ့နော်ကံကြမ္မာလည်းသူ့ကိုမျက်နှာသာပေးပါတယ်အဲ့ဒီမှာသူ့ကိုကူညီပေးခဲ့တဲ့လူတယောက်ကဒါနောက်တစ်ချိန်မှာဒီချက်ကလေးမင်းဆက်ကို စတင်ပြီးတော့မှတီထောင်မဲ့ဒါဘရင်ဥတောင်တောင်ဆိုတဲ့ဥတောင်တောင်ဆိုတဲ့လူပေါ့နော်သူကဘရင်တော့မဖြစ်သေးဘူးအဲ့ဒီခါမှာပေါ့နော်အဲ့မှာသူတို့ကဒီတက်စင်နဲ့ဥတောင်တောင်တို့ရဲ့ဆက်ဆံရေးကဒီအယုဒ္ဓယာခေတ်ကိုပြန်သွားမယ်သူတို့ကတူတူကြီးပြင်းခဲ့တယ်လို့ပြောပါတယ်ကလေးဘဝအရုံကပေါ့ပြီးတော့ကြောင်းလဲတူတူနေခဲ့တယ်ပေါ့တငယ်ချင်းတွေအယုဒ္ဓယာမပြတ်ခင်တော့ကဆိုရင်ဒီအယုဒ္ဓယာစစ်တပ်ထဲမှာတူတူဒါတောင်းဝင်ယူခဲ့ကြတယ်ပေါ့ ဲ့မဲ့နောက်ပိုင်းမှာဒီပေါ့မြန်မာတွေကိုတော်လန့်မယ်ပေါ့ရုပ်တရားကိုပြန်သိမ့်မယ်ဆိုပြီးတော့လုတ်တဲ့အခါမှာဒီဂုံတိတ်ခါရရောဒနာအင်အားရရောပြည့်ရဲ့အခါကျတော့အချောင်းပြချက်ရရောပို့ပြီးတော့မှအားကောင်းနေတက်ဆင်ကခေါင်းဆောင်ဖြစ်လာတယ်ပေါ့နော်ဒီဒီသူ့တငယ်ချင်းတောင်းတောင်းပေါ့ဒီဥတောင်းတောင်းကတက်ဆင်ရဲ့လောက်ကတက်မှုတရားပေါ့ဒီလိုနဲ့ဒီတက်ဆင်တုံပူရီထီနန်းကိုထူထောင်ပြီးဘရင်ဖြစ်လာတဲ့အခါမှာသူအားလဲအားကိုရတဲ့သူ့တငယ်ချင်းကိုသူက အဲဒါဥတောင်တောင်ဆိုတဲ့တငယ်ချင်းကိုပေါ့နော်ကြောက်ပရာချက်ကလေးဆိုပြီးတော့မှသူဒါပွဲပေးပါတယ်ပြီးတော့ဒီပေါ့တွန်ပူရီထီနန်းမှာအရှိတဲ့ယာရုတစ်ခုဖြစ်တဲ့စစ်တေနာပတိယာရုကိုလည်းသူပေးခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကဆိုရင်သူတို့နှစ်ယောက်ရဲ့အတွဲဖက်က အတော်ကိုမကိုဒါ အကောင်းဆုံးအတွဲဖက်လို့ပြောပါတယ်။ဘာလို့ထိုင်းနိုင်ငံကိုသူတို့ဒီမြန်မာတွေခြံရစ်ထားခဲ့တဲ့ထိုင်းနိုင်ငံဒီ၅ဘိုင်းကွဲနေတယ်ပေါ့နော်။ဒီ၅ဘိုင်းကိုပြန်ပြီးတော့မှ unification ပြန်ပြီးတော့မှစုစည်းတဲ့နေရာမှာဆိုရင် tax တင်ကဖြူဟာရာကောင်းကောင်းတယ်ပေါ့နော်။ပြီးတဲ့အခါကျတော့ဒီချက်ကလေးပေါ့နော်အခုဒါချက်ကလေးကြောက်ဖရားချက်ကလေးကစစ်တိုက်တဲ့နေရာမှာဒါသူတော်တယ်လို့ပြောပါတယ်။ဒါကြောင့်မလို့ဒီ viewer နဲ့စစ်တိုက်တာနဲ့ပေါင်းပြီးတော့မှသူတို့ နိုင်ငံကိုပြန်ပြီးတော့มาစူးစီးခဲ့တယ်ဗောနော်သူဒီလိုတင်စားကြပါလေတက်စင်ကအုံနောက်ဆိုရင်ချက်ကလေးကလက်ယုံဗောနော်တိုင်းပြည်ထူထောင်စားကာလတွေမှာဆိုရင်ဒီတက်စင်ကမြို့တော်ကနေစီမံခန့်ခွဲတယ်ချက်ကလေးကဓာတ်တလက်ကင်ပြီးတော့တိုင်းပြည်ကိုมาလိုက်ပြီးတော့มาသူတို့စူးစီးတယ်လို့ပြောပါတယ်သူတို့နှစ်ယောက်ဆက်ဆံရေးရတယ်တော်တော်ကောင်းတယ်ဗောနော်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီကောင်းမွန်တဲ့ဆက်ဆံရေးကတစ္ဆာဖောက်မှုအနေနဲ့ ပြောင်းလဲသွားပါတယ်ဘလို့အကြောင်းပြချက်တွေပဲပြီးပြီးပေါ့ဒါကအဲတစ္ဆာဖောင်းမှုတစ်ခုလို့အဲတော်တော်များများကဒါယုံကြည်ထားတာပါဒါဆိုရင်ကျွန်တော်ခုနပြောနေတဲ့အကြောင်းကိုဆက်ပြီးတော့มาသွားပါမယ်ဒီပေါ့တွန်ပူဒီမှာဒီဘီယင်းတက်ဆီအဲတီနန်စိုက်နိုင်လိုက်တယ်ဆိုပေမဲ့အဲ့ဒီကလည်းမငါစုပွဲနေတယ်ပေါ့နော်ဒါကခရစ်တက်ကလေးရဆိုရင်1968ခုနှစ်လောက်ပါ သူက data 5 5ခု꿰နေပေါ့5ခုလုံးက5ယောက်လုံးကလည်းဘယင်လေးလို့သူတို့ကိုသူတို့ဒါခံယူထားပါတယ်ဒါဆိုရင်အလဲဘသူတွေလဲပေါ့နော်အလဲပိုင်း data မှာတော့ဒါသူတို့ပေါ့နော်တုံပူတွေထိနှံ့ပေါ့ဘယင် tax in ပေါ့မြောက်ပိုင်းမှာဆိုအင်အားစုနှစ်စုရှိပါတယ်အင်အားအကြီးဆုံးအဲ့ဒီ5စုထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ peace nu လောက်ပေါ့နော် နောက်ပြီးကြတော့အရှိမြောက်ပိုင်း correct data မှာဆိုရင် peak mine ဆိုတာရှိပါတယ် peak mine မှာအင်အားတစုပေါ့တောင်ပိုင်း data နှခွန်စီတမာတ်ကိုချေပြုတ်ထားတယ်အင်အားတစုရှိတယ်ပေါ့မြောက်ပိုင်းအစွန်ဆုံးက prapham လို့ခေါ်တယ်အုပ်စုပါသူတို့ကနေဒီလူတွေကိုစုစည်းခဲ့တာပေါ့ဒီလူတွေတိုက်ခိုက်ပြီးထိုင်းနိုင်ငံကိုပြန်စုစည်းဖို့လုပ်တဲ့ကဖြစ်ရက်က3နှစ်ကြာခဲ့တာပါဒီပထမဆုံးအနေနဲ့သူတို့အင်အားအကြီးဆုံးဖြစ်တဲ့ peace nun လောက်ကိုသွားပြီးတိုက်တယ်ပေါ့ တိုက်တဲ့အခါမှာတက်စင်ကအကြီးအကျယ်ကိုရှုံးနေခဲ့ပါတယ်။နေ့တိုက်ပွဲမှာတူကိုတိုင်းလဲဒါပါလဲဆိုရင်ခြေစလုံးကိုတနတ်မှန်ပြီးတော့ဒဏ်ရာပြင်းပြင်းထန်ထန်ကြရတယ်ဗောနော်။ဒါပေမဲ့ကန်တရားကသူ့ကိုမှအကျဉ်းချင်းခါခါမျက်နှာသာပေးပါတယ်။သူဒီမြမာလေးကိုတော်လန်မယ်လို့စဉ်းစားတော့ငါလည်းမြမာလေးကစစ်ဖြစ်ပြီးတက်တည်နှုတ်သွားတယ်သူအလွယ်တကူပဲရုပ်တရားကိုပြန်ရတယ်ဘောနော်ဒီမှာလည်းတူတူပါပဲဒီဖိစနုလောက်မှာဆိုရင်ဖိစနုလောက်ကိုမှာ အဲလောက်တက်ဖွဲ့တွေကိုဦးစီးနေတယ်လူကဒါကွဲလွန်သွားတယ်ပေါ့ကွဲလွန်ပြီးတော့ဖိစနုလောက်လည်းသူ့လက်အောက်ကိုမှဒါရောက်သွားပါတယ်ဒီလိုနဲ့နောက်ပြီးတော့ဖိမိုင်းကိုသူတို့တိုက်ပါတယ်ပြီးတော့တောင်ပိုင်းမှာရှင်နှခွန်ကိုတော့သူရေတက်နေသွားတိုက်ပါတယ်အဲ့မှာအခက်ခဲဆုံးနဲ့ဂျန်တန်ဆုံးကတော့ဘာလဲသူဒီမြောက်ပိုင်းကဖရာဖန်ဆိုတဲ့အုပ်စုကိုတိုက်တဲ့ တိုက်ပွဲကြီးလို့ပြောပါတယ်ဖရာဖန်ကလည်းတာမန်လို့မဟုတ်ပါဘူးပေါ့ဒီဖုန်ကြီးကနေမှထွက်ပြီးတော့မှဘရင်လုံနေတယ်လို့ပါသူကအဲ့လိုမျိုးပွဲချောင်းဖုန်ကြီးလို့မျိုးပါမြန်မာအဲလို့ဆိုရင်ပေါ့နော်သူကိုယ်တိုင်လည်းဒါဖုန်ကြီးဖြစ်တယ်ဆိုရင်ဖေးချင်းတွတ်တက်တယ်နဲသူကိုခံပညာလည်းတက်တယ်ပေါ့ဖုန်ကြီးကနေလာတဲ့လူဖြစ်တာကြောင့်သူ့မှာနောက်လိုက်နောက်ပါလေအတော်များပါလေသူတို့ဖရာဖန်ကိုအတော်လေးကိုမှတိုက်ခိုက်ယူလိုက်ရပါတယ် ဒီလိုနဲ့1980ပြည့်နှစ်မှာသူတို့ရဲ့ unification of thailand ပေါ့ထိုင်းနိုင်ငံကိုပြန်လည်စုစည်းတဲ့လုပ်ငန်းစဉ်ပြီးသွားတယ်။နေမီကလည်းရုတ်တရက်ခေတ်ကလူမျိုးပဲပိုင်နဲ့နေမီအကုန်လုံးကိုမှပြန်ပြီးတော့မှအဲစုစည်းနိုင်ပါတယ်။ဒီမှာပြဿနာတွေပြီးသွားပြီလို့အကုန်လုံးထင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြဿနာတွေအစကတော့အခုချိန်မှပဲစမှာပါ။အဲ့ဒီခါမှာပေါ့နော် ဒီထိုင်းနိုင်ငံကြီးကအပြင်ကနေကြည့်တယ်ဆိုရင်တည်ငြိမ်သွားပြီပေါ့အလုံးနေမြေတွေအကုန်လုံးကိုလည်းပြန်ရသွားပြီအဲ့လိုဒီမြေမြေတွေအကုန်လုံးကိုအုပ်ဆိုးနေတဲ့ဘရင်ကလည်းတပါးတယ်ပေါ့အဲ့တော့တည်ငြိမ်နေအေဂျင့်နေပေါ့အဲ့လိုမျိုးထင်ရပြီမဲ့အတွင်းမှာတော့ဒါမိခဲ့ပြဖို့ပြဿနာဖြစ်နေပါတယ်ဒါပါလေဆိုရင်နှစ်ပေါင်းများစွာပေါ့မနာမနေစစ်တိုက်ခဲ့ရတဲ့ဒန်တို့ပြီးရခါကျတော့ဒီတိုင်းပြည်ထူထောင်ရေးအတွက်ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေပေါ့ ဒါဒီအကြောင်းမလို့ဘရင်တက်စင်ကစိတ်ပိုင်းဆိုင်ရာအရာ အခြေအနေရင်းရိုင်နေအဲဆိုတာဖြစ်လာပါတယ်သူစိတ်ဖောက်ပြန်သွားတယ်လို့ပြောပါတယ်ညီမတွေကလည်းဒါတက်တီလှုပ်ပြီးတော့မှဒါအကြီးအကျယ်ကျူးကျော်တာတော့မဟုတ်ပေမဲ့အဲတက်တီလှုပ်ပြီးတော့တိုက်ခိုက်တာမျိုးတွေလုပ်ပါတယ်သူတို့မှတ်တမ်းနေရဆိုစင်ကူးမင်းဟာတိုက်ခိုက်တယ်ပေါ့နော်အဲ့ဒါမျိုးတွေရေးထားရလဲရှိပါတယ်ညီမဆိုတမိုင်းမှတ်တမ်းနေရ ဘီယင်တက်ဆင်ကအဲ့ဒီနောက်မှာသူစိတ်ဒုက္ခတွေရောက်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်အခြေအနေလည်းဖောက်ပြန်လာတဲ့အခါမှာသူတရားတွေထိုင်နေပေါ့ဒါဝိပဿနာတွေကိုလည်းအလွန်မင်းအားထုတ်ပါတယ်အေးနောက်မှာသူ့ကိုယ်သူဘလို့ထင်းလာလဲဆိုတော့သူကတာမန်လူမဟုတ်တော့ဘူးပေါ့ညံအလင်းပွင့်နဲ့သောတာပန်ဖြစ်နေပြီဆိုပြီးသူ့ကိုယ်သူထင်ပါတယ်အေးသူ့ကိုယ်သူသောတာပန်ဖြစ်တယ်လို့ထင်တဲ့အထီကတော့ဘာပြဿနာမှမရှိသေးပါဘူးအေးနောက်မှာသူလုတ်ခဲ့တဲ့လုတ်ရက်တစ်ခုက ပြဿနာအကြီးမားဘူး ဖြစ်ခဲ့တာပါဒါပါလဲဆိုရင်ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုရပါဒါထိုင်းနိုင်ငံမှာမဟုတ်ပါဘူးတခြားဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်းဒါရှိပါတယ်ဒါဘရင်ကဘလောက်ပဲတကူကြည်ကြည်ပေါ့တန်ဃာတော်တွေဆိုရင်ဒါဥချရပါတယ်နဲ့ဘရင်တက်စင်ကပြောင်းမြန်ယူဆတာပါသူကသောတာပန်ဖြစ်နေပြီပေါ့အဲသူကအရိယာဖြစ်နေပြီဒါကြောင့်မလို့ပေါ့တိလာအဲဖုန်ကြီးတွေနဲ့ သူကတီလာပူကောင်းတယ်ဘောနော်ဒါကြောင့်မလို့တာမန်ဘုန်းကြီးတွေကသူ့ကိုပြန်ပြီးတော့မှရှ िख ူဦးချရမယ်ဆိုပြီးသူအမိန့်ထုတ်ခဲ့ပါတယ်ဒါမျိုးဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာလက်ခံနိုင်စရာမရှိပါဘူးဒါကြောင့်မလို့လူတွေကလည်းသူ့အမိန့်ကိုစန့်ကျင်ပါတယ်ဘုန်းကြီးတွေကိုယ်တိုင်ကလည်းသူ့အမိန့်ကိုစန့်ကျင်ပါတယ်ဒါလို့နဲ့သူကဘာလဲဆိုအမိန့်မနာခံနဲ့ဘုန်းကြီးတွေသူ့ကိုမရှိခိုးတဲ့ရဟန်းတန်ကားတွေဆိုရင်ရိုက်နှက်တာလူဝိလဲတာအပြစ်ပေးတာတွေကိုဘရင်တက်စင်လုတ်ပါတယ်ဒါတွေမကသေးပါဘူး ဲ့ဒီမှာတိုင်းပြည်စီဝါရေးကကြက်သေးလာပါတယ်မိုးခေါင်တာတွေဖြစ်တာဆိုဒီမှာဆိုရင်သူ့ကိုအစင်အဆက်ထောက်ခံလာခဲ့တဲ့ဒီကုံတဲတွေနဲ့ပေါ့နောက်သူပြည်တရုတ်ကုံတဲတွေနဲ့သူ့နဲ့ကြားမှာပြဿနာတွေရှိခဲ့ပါတယ်ဒါပါလဲဆိုစံစည်းကြီးမြင့်လာတာကဒီကုံတဲတွေကဒီစံတွေကိုရောင်းမပေးဘဲနဲ့ထိ ंछ ုပ်ထားလို့ဆိုပြီးကုံတွဲတွေကိုဆွဲပြီးအပြစ်ပေးတာတွေပစ္စည်းသိမ်းတာတွေလုပ်ပါတယ်ဒီမှာဆိုရင်ဒီကုံတဲအတိုင်းဝိုင်းနဲ့သူ့နဲ့လည်းမပြေလည်တော့ပါဘူး ပြီးတဲ့အခါကျတော့ဒီအရာရှိတွေလက်သားတာတို့အဲလုတ်တာ၊ကင်တာ၊မှားယွင်းတာတွေရှိခဲ့တယ်ဆိုရင်သူကသူပေါ့သူအပြည့်အလျောက်စီရင်တာအာမဟုတ်ဘဲနဲ့ပေါ့အော်ဒါညှိမှန်းနှိမ့်ဆက်တာတွေစစ်စစ်မြင်းမြန်းတာတွေထိအောင်မလုတ်ပါတယ်ပြီးတော့ဒါသူ့ရဲ့သားတော်သမီးတော်တွေမိဖုရားတွေထိအောင်မလူဟာမျိုးတွေလုတ်လာပါတယ်အဲ့တော့တစ်ချိန်လုံးကသူ့ကိုမြမတွေလက်ထဲကနေကဲတင်ခဲ့တဲ့ကဲတင်ရှင်ပေါ့ အစိတ်စိတ်မှမှ꿰နေတဲ့တိုင်းပြည်ကိုပြန်ပြီးတော့မှစုကြည့်ခဲ့တဲ့သူရဲကောင်းလို့ထင်းနေတဲ့လူလူကပဲသူ့ကိုမှပြန်ပြီးတော့မှဒါအဲကြောက်ရွံ့တုန်လှုပ်လာတယ်ဘနော်ဒီမှာပြောကြတာရှိပါတယ်သူကပြီးတော့စိတ်ကလည်းတော်တော်ကိုလွတ်သွားပြီလို့ပြောပါတယ်ဒီမှာတချို့တမိုင်းပညာရှင်တွေကတော့ဒါကဘယင်ကတကယ်ယူသွားတာအာမဟုတ်ဘူးဘောနော်ဘယင်ကပြုပြင်ပြောင်းလဲရည်တွေလုပ်နေတာနောက်ပိုင်း အဲ့လိုမျိုးပေါ့တက်လာတဲ့ချက်ကလေးမင်းသက်နဲ့ဒါမှမဟုတ်သူ့ဒီဘရင်ကိုဖယ်ရှားခြင်းနဲ့အုပ်စုကပေါ့ဘရင်ယူနေတယ်ဆိုပြီးတော့မှအအကြောင်းပြတယ်ဆိုပြီးတော့မှဒီလူဟာမျိုးကိုမှပြောပါတယ်ဒါနဲ့ပတ်သက်လို့ဟာပေါ့နော်တခြားခစ်ပြိုင်မှတ်တမ်းအဲနေကိုရှာကြည့်တဲ့အခါမှာဘာကိုသွားတွေ့လဲဆိုရင်အဲ့ဒီကတုံပူတွေကိုရောက်နေတယ်ပြင်သစ်သာသနာပြုပေါ့နော်ခရီးယန်သာသနာပြုတွေရဲ့မှတ်တမ်းအရာဆိုရင်ဘရင်ကအဲနောက်ပိုင်းပေါ့နော်ထောင် 980ဝင်းကျင်လောက်ကိုရောက်တဲ့အခါမှာဆိုရင်သူနိစ္စဒူဝလုပ်ငန်းတွေကိုသူမလုပ်တော့ဘူးလို့ပြောပါတယ်။သူတနေ့တနေ့ဘာလုပ်လဲဆိုရင်သူ့ရဲ့မူလအချိန်အများစုကိုပေါ့နော်သူတရားထိုင်နေတဲ့လိုမျိုးဆူတောင်းနေပေါ့ဥပုသ်ဆောင်တာတွေပဲလုပ်ပြီးသူ့ကိုသူအထီးအားလိုမျိုးပဲအဲနေတော့တယ်ပေါ့သူ့ရဲ့ဆုံးဖြတ်ချက်တွေပြောတာဆိုတာတွေကလည်းဒါမူမမှန်တော့ဘူးဆိုပြီးပြင်သစ်မှတ်တမ်းအရာတိပါတယ်။ဒါဆိုရင်တော့ဒီဘရင်ရူးရဲ့လူလုံကြံခံရတဲ့လူ ပြောတဲ့အချက်လက်တွေကတရားရဂိုင်းတို့ထီတော့မှတ်မှန်မှုပေါ့ဒါပေမဲ့သူ့ကိုဖယ်ရှားခြင်းနေတဲ့အုပ်စုရှိတယ်ဆိုတာကတော့ဒါကတော့အမှန်တရားပါဒါနဲ့ပတ်သက်လို့ကအကြောင်းပြချက်နှစ်ခုတွေ့ရပါတယ်ပထမတစ်ခုကဘာလဲဆိုခုနကကျွန်တော်ပြောခဲ့တယ်လို့ပေါ့ရာရှိတယ်အမှားလုပ်တဲ့ခါမှာသူကအပြစ်အလျောက်စီရင်တာမျိုးမလုပ်ဘဲနဲ့သူဒီပုံပြီးပြင်းထန်တဲ့ဟာမျိုးတွေကိုလုပ်ပါတယ်ပြီးတော့သူအုပ်ချုပ်နေတဲ့ကာလအတွင်းမှာဆိုရင်သူကအရင်ရုတ်တရက်ခေတုံးကဒီပေါ့ဟို အာနာရခဲ့တဲ့မူမတ်အတိုင်းဝိုင်းပေါ့နော်ဒီလိုအတိုင်းဝိုင်းကိုအရင်တုန်းကလောက်လုပ်ပိုင်ခွင့်နေမရှိတော့ဘူးလို့ပြောပါတယ်ဒါနဲ့ပတ်သက်လို့လေဒီပေါ့နော်မူမတ်အထက်တန်းလောက်အတိုင်းဝိုင်းကသူ့ကိုမချိနှက်ဘူးပေါ့နော်ဒါကအကြောင်းရင်းတစ်ချက်ပါဒီမချိနှက်တဲ့ထဲမှာသူ့ရဲ့တငယ်ချင်းလည်းဖြစ်ခုချိန်မှာစစ်တီနာပတိလည်းဖြစ်နေတယ်ချက်ကရိယာလည်းဒီဟာနဲ့ပတ်သက်ပြီးတော့မှမချိနှက်ဘူးလို့ပြောပါတယ်ဒါအယုဒိယခေတ်ရဲ့အရာရှိဟောင်းတွေကမချိနှက်ဘူးပေါ့နော်နောက်တစ်ချက်ကသူ့ရဲ့ဖြစ်တည်မှုပါ ူ့ရဲ့ဖြစ်တည်မှုဆိုတာသူကအဲထိုင်းလူမျိုးစစ်စစ်တရားကိုင်းတော့မဟုတ်ဘဲနဲ့အဖေကလည်းတရုတ်ဆက်တယ်အမေကလည်းသူဒါမွန်လူမျိုးဆက်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မို့လို့သူ့နဲ့ပတ်သက်ပြီးတော့မှသူ့ကိုမလိုလားတဲ့အုပ်စုရှိတယ်ဆိုတာတော့ဒါတွေကတော့အမှန်တရားပါအဲ့ဒီမှာပဲအခြေအနေတွေသူ့ကိုယ်တိုင်လည်းစိတ်လွတ်နေတယ်ပေါ့နော်စိတ်လွတ်နေပြီးတော့မှဒါရဟန်းတန်ဃာတွေနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေရှိတယ်ဒါတွေပေါ်မှာမူတည်ပြီးတော့အခြေအနေတွေကထိမ့်မနိုင်သိမ့်မရဖြစ်ပြီးတော့ထောင်း 982ခုနှစ်စောပိုင်းကာလမှာစောပိုင်းကာလမှာပုံကံမှုဖြစ်ခဲ့ပါတယ်။ဒီခါတွန်ပူရီမြို့တော်ဘလို့ဖြစ်တာလဲဆိုရင်သူကပေါ့သူ့ရဲ့တက်တော်တော်များများကိုမှချက်ကလေးကဥဆောင်ပြီးတော့အခုကမ္ဘောဒီးယားနိုင်ငံအဲ့သူတို့ခေါ်ဖို့စီရန်ရိတ်ပေါ့နော်အဲ့ဒီကာလမှာစီရန်ရိတ်ကိုတွားပြီးစစ်တိုက်နေတော့တွန်ပူရီမှာတက်တော်တော်များများမရှိဘူးလို့ပြောပါတယ်။ အဲ့ဒီခါမှာဖရာဆန်လို့ခေါ်တဲ့စစ်သူကြီးတယောက်ကဥဆောင်ပြီးတော့မှပုံကန်နေပေါ့နော် ပုံကန်နေတဘုံနေနန်းတော်ကိုဝိုင်းနေဥမာဘင်းတက်ဆင်ကပြန်ပြီးတော့မှတိုက်ခိုက်လို့ရတယ်ပေါ့ဒါပေမဲ့သူ့ကိုသူအရိယာလို့ထင်းနေတယ်ဘရင်ကသူ့ကြောင့်သူ့ထွက်တန်ရီတွေဖြစ်တာကိုသူမလို့လားဘူးပေါ့အဲ့ဒါနဲ့မှသူထီနန်းကိုစွန့်ပြီးတော့မှသူပုံကန်တဲ့လူနဲ့လူညှိလိုက်ပါတယ်သူကထီနန်းစွန့်မယ်ဝတ်အာရုံဆိုတဲ့ဖခင်เจ้าမှာသွားပြီးဖုန်ကြီးဝေပြီးတော့တရားအားထုတ်မယ်ဆိုပြီးတော့မှကတိပေးလိုက်ပါတယ် အဲ့ဒီမှာဒီမြို့တော်မှာပုံခံမှုဖြစ်နေပြီဆိုပြီးတော့မှဘရင်ဖန်ခံလဲရတဲ့ဆိုရယ်တရင်ကကမ္ဘောဒီးယားနေဆက်မှာဘောနော်ဒီစစ်တီအင်ဟာအများစုဟိုဥဆောင်ပြီးတော့မှစစ်တိုင်နေတဲ့စစ်တူကြီးချက်ကလေးပေါ့ကျောက်ပရာချက်ကလေးစီကိုတရင်ရောက်သွားပါတယ်အဲ့ဒီမှာပဲကျောက်ပရာချက်ကလေးကတိုက်နေတဲ့စစ်ကိုရက်ပြီးတော့မြို့တော်တွန်ပူတွေကိုသူပြန်လာပါတယ်အများထင်ထားတာတော့ဘာလဲဆိုနန်းကြသွားတဲ့ဘရင်ကိုအဲထီနှန်းပြန်တင်မယ်လို့ဒါ ထင်ခဲ့တာပါဒါကဘာလဲဆိုရင်သူတို့ကသူ့ငယ်တုန်းကလေခင်မင်ခဲ့တဲ့ဒါတငယ်ချင်းတွေပေါ့เนาะအစ်ဆုံးတငယ်ချင်းတွေလည်းဖြစ်တယ်ပြီးတော့ဒီပေါ့ဒီမြမာတွေကိုမှမြမတွေခြံခဲ့တဲ့ဒီယူရီးယားပြည်ကိုလည်းပြန်ပြီးတော့มาစုစည်းတဲ့နေရာမှာအတူလက်တွဲပြီးလှုပ်ခဲ့တဲ့လူလည်းဖြစ်တယ်ပေါ့เนาะဒါတွေကြောင့်မလို့သူဘရင်ကိုနမ်းပြန်တင်ပြီးဘူးပြန်လာတယ်လို့ထင်ခဲ့တာပါဒါပေမဲ့အကုန်လုံးဖြစ်မြင်ချက်နဲ့အဲတလွဲပဲဖြစ်ခဲ့ပါတယ် အဲ့မှာဒီစစ်သူကြီးအဲချက်ကလေးကဒီသူ့ဥဆောင်နဲ့တက်နေတူဒီတုံပူရီမြို့တော်ကိုပြန်ရောက်လာတယ်ပေါ့ပြန်ရောက်တဲ့အခါမှာအခြေအနေတွေကပြောင်းသွားပါတယ်ဘင်းတက်စင်ကိုပုံကန်တဲ့အုပ်စုတွေကိုသူအဲ့လိုမျိုးလိုက်ဖမ်းတယ်ပေါ့နော်လိုက်ဖမ်းပြီးစစ်စီမင်းမြင်လာတယ်လုတ်တယ်အဲ့ဒီလူတွေအကုန်လုံးအစ်စ်ကြောပြီးတော့ကွက်မြက်ပြစ်လိုက်တယ်ပေါ့ပြီးတော့အတိကအဖြစ်ပြက်အလှည့်ပြောင်းက1982ခုနှစ်အေဘီလာ6ရက်နေ့မှာဖြစ်တာပါ သူကဒါကလူတိုင်းစောင့်မျှော်နေတဲ့အခန်းအခန်းကဏ္ဍပေါ့နော်စစ်သူကြီးကဘရင်နဲ့ပတ်သက်ပြီးတော့ဘာလုပ်မလဲဆိုသူကဖုန်ကြီးဝင့်နေတဲ့ဘရင်စစ်သူကြီးချက်ကလေးကဖုန်ကြီးဝင့်နေတဲ့ဘရင်ကိုခေါ်လိုက်ပါတယ်ခေါ်ပြီးတော့မှဒါဘရင်ကိုကဲတင်မယ်လို့ထင်တာမဟုတ်ဘဲနဲ့သူဘရင်ကိုတည်တံပေးလိုက်ပါတယ်အချောင်းပြချက်တွေကတော့ဒါပါလေဆိုဘရင်ကစိတ်ဖောက်ပြန်နေလို့ပါစိတ်ဖောက်ပြန်ပြီးတော့မှအခုလူမျိုးတွေဖြစ်ရတယ်ဆိုပြီးတော့မှ အဲ့လိုမျိုးလှုပ်လိုက်တာပါသူကဆက်ရှိနေအောင်ပဲလေပုံကံမှုတွေပြင်းပြင်းစစ်တွေဆက်ပြီးတော့မှဖြစ်နေအောင်ပဲဘောနောဖြစ်နေအောင်ပဲသူ့ကိုရှင်းမှဖြစ်မယ်ဆိုပြီးတော့မှအဲဒါဘရင်ကိုမှဒါတည်တံပေးလိုက်ပါတယ်အဲ့မှာဘရင်ကိုဘယ်ကိုခေါ်သွားလဲဆိုရင် သူ witch chain ပရာစစ်လို့ခေါ်တဲ့ခန္ဓာကိုယ်ခေါ်သွားပြီးတော့မှထိုင်းမင်းမျိုးမင်းတွေရဲ့ထုံနှံအစဉ်လာအတိုင်းပဲဘရင်ကိုအဲဘရင်တက်ဆင်ကိုပေါ့နော်ဘုန်းကြီးဝင်နေတဲ့ဘရင်တက်ဆင်ကိုနီယောင်ခရီးပါအဲ့ထဲမှာထည့်ပြီးတော့မှဆန်နကူးဒုတ်နဲ့လဲမျိုးကိုမှအဲခြိုက်ပြီးတော့သူကွက်မြက်ပြစ်လိုက်ပါတယ်ဒါနဲ့ပတ်သက်လို့လေသူတမိုင်းမှာသူအချက်လက်သုံးခု꿰နေရပေါ့ဒါ1982ခုနှစ်တုန်းကဖြစ်ခဲ့တဲ့သူခဏခင်းနေသူအများကြီးဝေးကွာတာ မရှိသေးပါဘူးဒါပေမဲ့ဘာကြောင့်အဲ့လိုမျိုးသုံးခုကွဲနေရလဲဆိုတော့ဒါကတော့အဲထူးခြားချက်တစ်ခုပေါ့နော်ဒါဒီချက်ကရီမင်းဆက်ရဲ့ရာဇဝင်နေရဘရင်ကိုဒီလိုစီရင်ခဲ့တယ်လို့ပြောပါတယ်နောက်တစ်မျိုးကကြာဘရင်ကိုဓာတ်နဲ့စီရင်ခဲ့တယ်ပေါ့နော်နောက်တစ်မျိုးကကြတော့ဒီဘရင်နဲ့စစ်သူကြီးကဟိုးခရယာခင်မင်ခဲ့တဲ့တငယ်ချင်းနေလေဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒါဟိုမှထောက်ထားပြီးတော့အဲ့ဒီနေရာမှာလူသားထိုးပြီးတော့မှစီရင်လိုက်တယ်အဲ့မှာဘုံကြီးဝင်နေတဲ့ဘရင်တက်စင်ကိုတနည်းအားကိုပို့လိုက်တယ်ပေါ့ အဲ့ဒီနေရာဘာလဲဆိုနခွန်စီတမရက်လို့ခေါ်တဲ့နေရာအပို့ပြီးတော့ဘရင်တက်စင်က1825ခုနှစ်မှာနေရာဆန်သွားတယ်လို့ဒီလိုမျိုး၃ခု꿰နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ခစ်ပြိုင်ထောက်ထားတွေကိုကြည့်တဲ့အခါမှာဆိုရင် ူကအဲဘယ်မှာသွားတွေ့လဲဆိုဘီယန်နန်ရာဇဝင်မှာဆိုရင်ဘီယင်တက်ဆင်ကို12ကုသားတုံးနဲ့စီရင်တယ်လို့ပါတဲ့အတွက်ကြောင့်မလို့ဒီ3ခုခွဲနေတဲ့အကြောင်းအရာတွေမှာဆိုရင်12ကုသားတုံးနဲ့စီရင်တယ်ဆိုတဲ့အခါကအခိုင်အမာဆုံးဖြစ်တယ်လို့ဒါယူဆရပါတယ်နေရဆန်တဲ့အချိန်ကဘင်းရဲ့တက်တော်က48နှစ်ပဲရှိပါသေးတယ်။သူ့နဲ့အတူသူ့ရဲ့ဘားတော်ကြီးပေါ့အင်းရှိဆန်ကိုလည်းဒါ ကွက်မြက်ခဲ့ပါတယ်သူ့အဖေဦးမှဒါကုညီတယ်ဆိုတာအကြောင်းမလို့ပါသူ့မှာဒီသားတော်သမီးတို့21ယောက်ရှိတယ်ပေါ့ဒါပေမဲ့ကျန်တဲ့လူတွေကိုတော့သူအန်နီရယ်မပေးဘူးပေါ့အဲ့ဒီဘရင်နဲ့ရွာဆန်နဲ့တဏီတဲမှာပဲစစ်သူကြီးချက်ကလေးကပေါ့နော်ယာမတစ်ပေါ့နော်ပထမယာမဘရင်ဆိုပြီးသူဘရင်ရိုက်ရအောင်သူခံယူလိုက်ပါတယ်ပြီးတော့ချက်ကလေးမင်းဆက်ကိုတီထောင်နေ1900အဲ30ကျော်အထိတည်တဲ့နေပေါ့နော်ယရနာကိုစင်ခစ်ဆိုတာကိုသူစပြီးတော့မှာ ထူထောင်ပါတယ်အဲ့ဒီမှာဘရင်အစ်ရာမားပထမရာမားဘာလုပ်သေးလဲဆိုရင်သူကဒီသွေးဆိုးနေတဲ့တွန်ပူရီမြို့ကိုစွန့်ခွာပြီးတော့မှသူမြို့အစ်ပြောင်းနေပေါ့ကြောက်ဖရာမြေရဲ့တစ်ဖက်ကန်းဘောနော်အရှိဘက်ကန်းကိုမြို့အစ်ပြောင်းနေအဲ့ဒီမြို့ကတော့ Chrome Take လို့နာမည်ပေးပါတယ်ဒီနေ့ခဏကျွန်တော်တို့အားလုံးတည်ကြတဲ့ဒါဘန်ကောက်ဆိုတဲ့မြို့ပါဒါကြောင့်ဘန်ကောက်ရဲ့အစားကဒီဘောနော်သူရဲကောင်းတယောက်ရဲ့ညီကုန်းပေါ့တငယ်ချင်းတယောက်ရဲ့တစ္ဆာဖောက်မှုတွေနဲ့ တဲ့ဖမှုဇလန်းနေစတင်နေတယ်ဆိုပြီးတော့တချို့စာရေးဆရာတွေဒီလိုမျိုးရေးခဲ့ကြတာတွေရှိပါတယ်ဒီဘင်းတက်ဆင်ရဲ့ညီကုံကတော့ဒီလိုမျိုးဝမ်းနေစရာကောင်းသွားနေပဲသူအဆုံးသက်သွားတယ်ပေါ့နော်သူသူ့ရဲ့ဘဝမှာဒီမြမာတွေကိုအဲတွန်းလှန်မှုလေသူကြိုးစားခဲ့တယ်ပြုတ်ခွဲနေတဲ့တိုင်းပြည်ကိုလေသူပြန်ပြီးတော့မှစုစည်းခဲ့တယ်သူ့ရဲ့အချက်ဆုံးတငယ်ချင်းရဲ့အမိန့်တွေပဲသူပါလဲဆိုရင်ဒီဂရိ ဘာအိတ်ချင်းချင်းလေးထဲမှာသူနိုင်ပါဆန်ခဲ့တယ်ပေါ့။ဒါပေမဲ့သူခြံခဲ့တဲ့အမွေနှစ်ကကြီးမားတယ်လို့ဒါပြောလို့ရပါတယ်။ဒါကြောင့်မလို့လေသူ့ကိုပေါ့နော်တမိုင်းဆိုတာအောင်နိုင်တဲ့လူတွေရှိတာပေါ့။ဘရင်ယူနေတာမဟုတ်ဘူးဆိုပြီးတော့ယူနေမှာမဟုတ်ဘူးဆိုသူ့ဘက်ကနေမှအဲထောက်ခံနေအဲဒါစာရေးဆရာတွေတို့တမိုင်းပညာရှင်တို့လည်းဒါရှိပါတယ်။ဒါတေးကြတာတခုကတော့1969ခုနှစ်တုန်းကသူဖောက်ထွက်ပြီးတော့မှအယုဒယာမြို့ကိုဖောက်ထွက်ပြီးတော့မှအဲ ဲမသွားဘူးဆိုရင်ခဏိကမ္ဘာမြေပုံပေါ်မှာထိုင်းနိုင်ငံဖြစ်လာဖို့ဆိုတာကတိတ်ပြီးတော့မှမတည်ကြပါဘူးလို့အဲ့လိုဖောက်ထွက်နိုင်ပြီးတော့သူတူမူရီထင်းထန်ကိုထူထောင်နေပေါ့ထိုင်းကမှပြန်ပြီးတော့မှစူစီးတယ်အဲ့ဒီသမိုင်းရဆိုရင်သူကဒီချင်းမိုင်ကိုမှပြန်ပြီးတော့မှဒါတိမ့်ပိုင်နိုင်နေပေါ့သူတို့တိမ့်ပိုင်နိုင်လို့ပဲမြန်မာတွေနှစ်ပေါင်း200ကျော်ဩဇာတက်ရောက်နေတဲ့ချင်းမိုင်ကထိုင်းလက်အောက်ကိုပြန်ပြီးတော့ရောက်သွားတယ်ဆိုပြီးတော့မှ ဒါဆိုပါတယ်သူလုတ်ခဲ့တာတွေကအများကြီးပါဗောပြီးတော့လက်ရှိချက်ကလေးမင်းဆက်ကလည်းဒီဘရင်တက်ဆင်စူစည်းခဲ့တဲ့အတိုင်းပြီးဗောပြီးတဲ့အခါကျတော့ဘရင်တက်ဆင်ချပေးခဲ့တဲ့အုတ်မြစ်တွေပေါ်မှာပဲအဲဆက်ပြီးတော့မှဒါတည်ရှိနေတာပါအဲဒီဒါကတော့သူ့ရဲ့တမိုင်းညောင်တစ်ခုကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီလောက်နေပဲရပ်ပြရစီနားထောင်ပြီးတဲ့လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်